မင်္ဂလာပါရှင်။ကျမအခုဖတ်ပြပြီးမှာကတော့ဆရာကြီးလေရင်းနောက်ဆက်ချက်ပြပေးခဲ့တဲ့အမုန်းခံအလားဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါရဲ့ရှင်။လာပခန္ဓာသောဖိတ်စာတစ်စောင်းဒေါက်တာဝင်းနိုင်ဦးနဲ့ဒေါက်တာတီရာမိုးဖဖေးဒီဖိတ်စာသမီးကိုပေးနော်။တင်ထားခြင်းလို့ရှစ်တန်းကျောင်းသူသမီးငယ်ကဖိတ်စာကိုအိမ်နဲ့တကွအပိုင်ယူလိုက်သည်။အဲ့ဒီဖိတ်စာတစ်စောင်းကိုနေရာကြတယ်တဲ့။ ဒေါ်မြအေးကဈေးတဲ့ပြီးပြီးကြောက်ဆဲဈေးထဲမှာတရင်ကြခဲ့ပြီးဆန်းသစ်လွင်ရုပ်ရှင်ရုံမှာမင်္ဂလာဆောင်မှာတဲ့မေမေရဖိတ်စာထဲမှာပါတယ်ဟုတ်တယ်ရန်ကုန်ပုံစံအတိုင်းကျွေးမှာတဲ့ဖိတ်စာတောင်ခွဲတဲ့နဲ့တယောက်ကိုကျွေးမဲ့တန်ဖိုးကပဲဘယ်နှထောင်ဖိုးဆိုလားသရိုတာဘက်က150သရိုသမီးဘက်က150တကယ်မျက်နှာကြီးတွေကြီးရွေးဖိတ်တာတဲ့အိမ်ရှိတိုက်ကတောင်သူတို့နဲ့ခင်းရဲ့သားနဲ့မဖိတ်လို့စိတ်ဆိုးနေတယ် တော်မြအီတရင်ကပုံစုံနေအဲ့ဒီအထဲမှာငါဖိတ်တာဂုံယူစရာပေါ့ကွာဆရာ ဥပဖြူကတမီလက်မဖိတ်စာကိုလမ်းကြည့်လိုက်သည်ဂုံယူတာတော့ဟုတ်ပါရဲ့ဖိတ်စာက နေရကျွေးမာက350အနည်းဆုံးလက်ဖွဲ့မဲ့သူက9000တထောင်လောက်မှလှမားတဲ့ဈေးထဲမှာပြောနေကြတယ်ရှင့်မူလရန်ကြောင့်အငိမ့်စားလာစားနဲ့ဘလောက်လက်ဖွဲ့နိုင်မှာလဲဟာဒါကတော့ရှင်းနေတာပဲကွာ ငါလိုဆရာအိုကြီးကဘာလက်ဖွဲ့နိုင်မှာလဲသူတို့လည်းသိတာပေါ့လာစီခြင်းလို့ဖိတ်တာသွားလိုက်ယုံပေါ့ဘာမှလက်မဖွဲ့ပဲနဲ့လားအေးပေါ့အဲ့ဒါဆိုရင်တော့မသွားနဲ့တထေးတွေကြာမှအာနာစရာကြီးမမြအေးဟာတထေးတွေကဘလောက်လက်ဖွဲ့နိုင်မှာလဲကွတသိန်းလားဆယ်သိန်းလားငါကသူတို့ထက်တန်ဖိုးကြီးကြီးလက်ဖွဲ့ပြီးပါပြီကွာဆရာကြီးကဗရင်ပေါက်မှတဆင့်အဝေးစီတို့လမ်းကြီးလိုက်သည်မူလရန်ចောင်းကလေးကို မြင်အောင်လဲ လွန်ခဲ့သော15နှစ်ခန့်ကဆရာဥပပြုကျောင်းမှစီကံကောင်းသည်အသင်ပြကောင်းသည်ဟုနတ်မိကြီးသည်လေးတန်းအောင်ချက်လဲအကောင်းဆုံးကျောင်းဖြစ်သည်ဆရာဥပပြုကကျောင်းအုပ်ဆိုတော်လဲလေးတန်းမှာသင်ချာနှင့်မြမာစာကိုရိုင်းတင်သည်တနေ့တွင်လေးတန်းတို့မြမာစာသင်ရန်ဝင်သွားစဉ်ကျောင်းသူအသည့်မိန်းကလေးကိုတတိထားမိသည်ဖြူဖြူတန့်တန့်ချောချောလေးထုံးစံအတိုင်းဥပပြုအချိန်မှာတဒန်းလုံးငြိမ်သက်နေသည်ဥပပြုက လက်ထဲမှာလည်းပါနေကြကြိမ်လုံးရှိရှိကြီးနေယနေ့တင်ကြားမိခေါင်းစဉ်ကိုပြောလိုက်သည်ကျောင်းသူကျောင်းသားအားလုံးစာအုပ်များကိုအသင့်ဖွင့်လန်းထားကြသည်ဥပဖြူကကျောင်းသူအသစ်စီတို့လမ်းကြည့်လိုက်သည်မိန်ကလေးခေါင်းငုံသွားသည်ဟိုကလေးမဖက်စမ်းဥပဖြူလက်ထဲမှာကြိမ်လုံးဖြင့်ညွန်ပြလိုက်သည်မိန်ကလေး၏ကိုလုံးကလေးတုံသွားသည်ကိုတတိထားမိလိုက်သည်မိန်ကလေးမှတ်တက်ထားရသည် ဖက်စာဤပထမစာပိုက်ကို စာဖက်ရင်အာယူလိုက်နှခေါင်းတစ်ချက်ရှုံပြီးမျက်နာကတောင့်တန်းအကြောဆွဲပြီးမျက်တောင်သုံးခါဆက်ခတ်ပြီးမှအတန်ထွက်လာသည်ဘလူဖြစ်တာပါလိမ့်မိန်းကလေးကစာနဲ့နဲ့ဖက်လိုက်နှခေါင်းရှုံအကြောတွန်းလိုက်မျက်တောင်ခတ်လိုက်ဖြစ်နေသည်စာပိုက်ဆုံးခါနီးပြီးဖြန်းဥပဖြူကသူ့ရှိမှဇပွဲကိုလက်ထဲမှချိန်လုံးဖြင့်ပြင်းထန်စွာရိုက်လိုက်သည်စာဖက်နေသော မိန်းကလေးသာမကတဒန်းလုံးတုံလှုပ်သွားကြသည်ရက်စံမင်းနာမီဘသူလဲတီတီတီတာမိုးပါဖြန်းမိန်းကလေးနှာခေါင်းရှုပ်အကြောတွန်းလိုက်မျက်တောင်ခတ်လိုက် ဥပဖြူကကျိန်လုံးဖြင့်စပွဲကိုရိုင်းလိုက်သည်မင်းဘလို့ဖြစ်လို့နှာခေါင်းရှုပ်အကြောတွန်းလိုက်မျက်တောင်ခတ်လိုက်လှုပ်နေတာလဲတီတာမိုးဘာမှမဖြေနိုင် အကြောက်လုံးပြီးတွန်းနေသည်တီရာမိုးဘာမှမဖြေနိုင်အကြောက်လွန်ပြီးတုံနေသည် မျက်လုံးထဲမှာလည်းမျက်ရည်များရွှေ့ဝဲနေကြပြီသူ့မှာတငယ်နာယောဂရှိလို့ဆရာကြီးမိကလေးဘေးမှမျက်မျက်ဆန်းကထားဖြေသည်ဘာတငယ်နာယောဂလဲမလို့ခြင်းမူတငယ်နာဆိုရင်လဲပြောက်အောင်ဖြောက်ရမယ်နောက်တခါထပ်မေးမယ်နှာခေါင်းမရှုံနဲ့အကြောမတွန်းနဲ့မျက်တောင်မခက်နဲ့မင်းနာမီဘသူလဲပြောတီတော်မိုးဖြေရန်စူးစမ်းနေနဲ့နှာခေါင်းကရှုံသွားသည်ဖြန်းမလုံးနဲ့လို့ပြောတာမရဘူးလားပြန်ဖြေမင်းနာမီဘသူလဲတီတော်မိုးမဖြေနိုင်မှာ ပါပေါ်တို့မျက်ရည်များစီကြလာသည်။ကျောင်းသူကျောင်းသားများအားလုံးတီတာမိုးကိုတနာပြီးဆရာကြီးကိုမကြည်မနက်ဖြစ်နေကြသည်။ဟဲ့ဖြေလေးတီတာမိုးနှာခေါင်းမရှုပ်အကြောမတွန့်မျက်တောင်မခတ်အောင်သတိထားပြီးပြောလိုက်သည်နှင့်တပြိုင်နက်တစ်ချက်ရှိုက်လိုက်သည်။ထိုင်တော့နောက်ကိုစာဖက်ရင်စာမေးလို့ဖြေရင်နှာခေါင်းမရှုပ်နဲ့အကြောမတွန့်နဲ့မျက်တောင်မခတ်နဲ့ငါမကြိုက်ဘူး။တီတာမိုးထိုင်လိုက်သည်။မျက်ရည်များကအစမ်းမပြတ်စီးဆင်းနေလျက် ရှိုင်းလိုက်သည့်အခါကိုကလေးတုန်ခါသွားရှာသည်နောက်တနေ့တွင်ဥပဖြူ၏ရုံကန်းသို့တီတော်မိုးအဖေဥမျက်မိုးရောက်လာသည်ဥပဖြူမျောလင့်ထားပါသည်ဆရာကြီးကျွန်တော်သမီးလေးကကြောင်းသွားရင်ဆရာကြီးနဲ့တွေ့ရမှာသိကြောင်နေတယ်သူ့မှာတငယ်နာယောဂရှိတော့မျက်ကြောကဇွဲနေတယ်ကျွန်တော်တို့လည်းနှီးမျိုးမျိုးနဲ့ကုနေတာမပြောက်သေးလို့ပါဥမျက်နိုးပြောပုံကတောင်းတောင်းပန်ပန်ကျွန်တော်ပြောက်အောင်လှုပ်နိုင်ပါတယ်မိဘကသာကလေးကို ကြောင်းထုတ်ကြောင်းပြောင်းမလုပ်ဖို့တောင်းပန်ပါတယ်။သမီးအမေကလည်းတော်တော်စိတ်မကောင်းဖြစ်နေတယ်။ကလေးအမေကိုနားလဲအောင်ရှင်းပြပေးပါဗျာ။သူ့သမီးလေးကောင်းဖို့ပါ။ကျွန်တော်လည်းသူ့ကိုအဲ့လိုမလုပ်ဖို့ပြင်းပြင်းထန်ထန်ပြောပြီးပြီးမရဘူးဆရာကြီးအကြောကဖြစ်နေတာ။ဥပဖြူခေါင်းကိုအသာရခါပြစ်လိုက်သည်။မိဘလောက်ကြောက်ရွံ့နေတော့မရပါဘူး။ဖြောက်လို့ရတယ်ဆိုတာကျွန်တော်သိပါတယ်။ကလေးရဲ့ရုပ်ကလေးကတိတ်လာတယ်။ငငယ်နဲ့ပြောင်းအောင်မပြောင်းရင်ကြီးတဲ့အခါအလတ်ပြက်ရှာလိမ့်မယ်။ ူဆရာကြီးကိုတိတ်ကြောက်ပြီးတိတ်မုံသွားလိုက်မယ်အခုတောင်ဆရာကြီးကိုမုံနေအဲเจ้าမှမနေကျင်တော့ဘူးလို့ပြောနေတယ်တူလာသွားရင်ပြီးတာပဲဗျာမုံကျင်မုံပါစေခမားတို့ကသာကလေးကိုเจ้าမပြောင်းပစ်ပါနဲ့သူ့ဘဝလေးကောင်းသွားအောင်ကြိုးစားပါရစေဆရာကြီးရဲ့စေတနာကိုကျွန်တော်နားလဲပါတယ်နားလဲရင်ကျွန်တော်ကိုပြင်ခွင့်ပြုပါဒါလေးပြောက်သွားရင်ခမားတို့မိဘတွေကကျွန်တော်ထက်ပိုဝမ်းသာကြရမှာပါ။ဆရာကြီးဥပဖြူကိုကြည့်ပြီးဥမျက်နို ခေါင်းငိမ်ပြလိုက်သည်ဥပဖြူလေးတန်းတို့ဝင်မိသည်နှင့်တီတာမိုးနေရာကိုလမ်းကြည့်လိုက်သည်တွေ့ရသည်သူမိမပြားကိုကျေးဇူးတင်မိလိုက်သည်ကလေးခမမှာတော့အတော်လေးကြောက်နေရှာသည်ခေါင်းကလေးကိုငှုတ်ထားသည်သို့တော့မတက်နိုင်ကဲမင်းထကျိန်လုံးကြီးကတီတာမိုးထံသို့ထိုးပြလက်ငါပြောတာကိုသေချာမှတ်ထားသတိထားနှကောင်းမရှုံးနဲ့အကြောမတွန်းနဲ့မျက်တောင်မခန့်နဲ့ကဲစားဖက်တင်ငန်းစာအသေးကိုတီတာမိုးစားဖက်သည် နှာခေါင်းရှုံတိုင်းဖြန့်မျက်ကြောဆွဲတိုင်းဖြန့်မျက်တောင်ခတ်တိုင်းဖြန့်တံတန်းလုံးကြောက်ရွံ့စွာညှိမ့်သက်လျက်ချိန်ချက်ကအသားကိုထိသည်မဟုတ်စပွဲကိုထိခြင်းဖြစ်တော်လဲအသေးကိုထိသည်လို့တည်တာမို့ခံစားရသည် ဖြန်းကနေမြည်သောချိန်တန်ကြီးကိုကြောက်လွန်ပြီးနှာခေါင်းမရှုံအောင်အစွမ်းကုန်ထိန်ချုပ်ရသည်အခက်ဆုံးကမျက်ကြောဆွဲခြင်းဒါကိုဖျောက်ဖို့ပျောက်ပါမလား ထိန်းထားတိကြမှအကျောကဆွဲသွားသည် ဖြန်းမတွန့်နဲ့ဆက်ဖက်ဆရာကြီးမျက်နာကတင်းသည် လေတံကမာသည်မျက်ကြောမဆွဲအောင် အစွမ်းကုန်ထိတ်ချုပ်ရသည် စာတလုံးဒုတ်တစ်ချက်နှင့်စာတစ်ပိုက်ပြရသည်ဆရာကြီးဥပဖြူစာမေးစရာရှိတိုင်းလဲတီရာမိုးမလွတ်စေရဖြေရတိုင်းလဲကျိန်တံကညံမစဲဖြေလေဖြေသည်တွန့်သည် ဖြန်းမတွန့်မဲနဲ့ဖြေး တီရာမိုးမျက်ရည်များကြားမှဆရာကြီးကို မုံတီးစွာလမ်းကြည့်သည် မုံနဲ့မုံနဲ့တိတ်မုံနဲ့တီရာမိုးစိတ်ထဲမှာအော်ဟစ်နေမိခြင်းဖြစ်သည်ဆရာကြီးသိပါသည်ဆရာကြီးစိတ်နာဖြင့်ကြားပါသည် မုံချင်မုံတော့တပည့်ရေဥပဖြူစိတ်မကောင်းစွာတွင်းမိသည်တပည့်မုံသည်ကြောက်သည်ကိုမရကျင်တော့လဲသူအချင်းကမကြောက်လင်ပြောက်မီမဟုတ်ဆရာအတွက်မဟုတ်ပါဘူးတပည့်ရေတပည့်အတွက်ပါ ဥပဖြူရင်ထဲမှာတောင်းပန်နေမိသည်သို့တော်မတတ်နိုင်သူလာဖို့ကိုအကြီးတန်ရတော့မည်နေစဉ်ရက်ဆက်အငောက်ခံအချောက်ခံနေရတော့မင်းကလေးခမအကြောက်ကြီးကြောက်ပြီးအကြောမတွန့်ရန်အစွမ်းကုန်တတိထားထိန်ချုပ်ရသည်တရက်ထက်တရက်တလပြီးတလညော့နေလာသောအခါအာတဲ့ရသည်နှခေါင်းရှုံသည်ကအရင်ပြောက်သွားသည်အကြောကတွန့်နေစေအကြောမတွန့်လျင်မျက်တောင်က မခတ်တော့ပါနေ့တိုင်းစအမေးခံရတော့ တပြစ်ကနှစ်ပြစ်မဖြစ်အောင်စာကိုလည်းကြည်ကြည်ညံ့ညံ့ကြက်မဲ့ရသည်စာကြည့်ရင်လည်းဆရာကြီးစောင့်ကြည့်နေသလိုခံစားရပြီးအကြောမတွန့်အောင်တတိထားနေရသည်တွန့်မိလျင် နားထဲမှာဖြန်းကနေမြည်သောကြိမ်တန်းကိုကြားရပြီး တွန့်သွားမိသည်စာကျက်သောအကျိုးကြောင့်ပထမအစမ်းတွင်တဒန်းလုံးမှ ပထမရသည်ဒုတိယအစမ်းစာမဝက်ပြီးသောအခါပထမရယုံသာမက အကျောဆွဲခြင်းမှ မရှိတော့လောက်အောင်ပျောက်သွားသည် သို့သောဥပဖြူကမလျှော့သေးနေစဉ်အတန်းထဲမှာစမေးယုံသာမက အပြင်မှာတွေ့လျင်လဲအလင့်အငှိုက်ဖန်းပြီးမေးမြန်းနှုတ်ဆက်သည် အကြောတွန့်လျင်ငေါ့သည်စူသည် လေးတန်းစာမိုးဝဲတွင်တီရာမိုးတမြို့နယ်လုံးမှာပထမရသည် အကြောတွန့်ခြင်းသည်လုံးဝပျောက်သွားသည် သို့သောရိုးရိုးအောင်သောတပည့်များက ဥပဖြူကို လာကြောကြတော့လဲတီရာမိုးလုံးဝမလား ကျောင်းထွက်လက်မှတ်ကိုပင်ကိုတိုင်လာမယူတော့ပါတမျိုးတည်းမှာမို့တခါတရံလမ်းမှာဆုံမိလျင်လဲဥပဖြူကိုမြင်သည်နှင့် ဝေးရာပြေတော့သည်အေးလေဘလို့ပဲဖြစ်ဖြစ် သူ့အကျင့်ဆိုးလေးပျောက်ပြီး သူ့ဘဝလေးလှသွားရင်ပြီးတာပါပဲဆေယာဥပဖြူကျင်တတ်ပါသည်တစ္ဆန်တွင်ရုပ်ရှင်ယုံရှိမှနောက်ဆုံးဘော်ကာလလတွေတန်းစီနေ၏နောက်ထပ်လဲကားလေးတွေရောက်လာနေကြစေအဲကျုံများကကားထရန်နေရာပြကြသည်ကားတကောင်ဖွင့်ဖွေးကြသည် ကားပေါ်မှာဆင်းလာသူများမှာအဖိုးတန်အဝတ်အစားများနဲ့စိန်ရောင်ရွှေရောင်တပြောင်ပြောင်တလက်လက်နှစ်ဖက်စလုံးမျက်နှာကြီးတွေမှုလာသူတွေကလည်းဒိတ်ဒိတ်ကျဲတွေကြီးကြောက်ဆယ်မြို့မှာကျင်းပသောမင်္ဂလောင်ဆောင်များတွင်အခမ်းအနားဆုံးဖြစ်သည်ဥပဖြူရောက်သွားတော့အခါသူ့စပိန်အိုလေးမှာထားစရာနေရာမရှိဒီမှာဆရာကြီးခမည်းစပိန်ကိုဟိုဘက်ဘေးအုံနယ်ရန်တိုင်းမှာတွက်ကတ်ထားလိုက်ပါကျိုးဆိုသူတယောက်ကခမ်းမအလားပြတ်မှာစိုးရင်သည်အေးအေးထားပါမယ်ကွာ စပိန်ကိုတွန်းယူသွားပြီးအုတ်တရိုင်းဘေးမှာကတ်ထားလိုက်သည်စပိန်ထားပြည်တည်နှင့်မင်္ဂလာခမ်းမစီတို့ရှောင်းလာခဲ့သည်ကြွပါခမရကြွပါဒီဘက်ကိုကြွပါဒီမှာထိုင်ပါအဲဂျုံများကဂုံတရေရှိဧည့်သည်များကိုစီးကြိုပြီးရိုသေလီစားစွာနေရာချပေးနေကြသည်ဥပဖြူမှာကြံသည့်လူများနှင့်စာရင်အဝတ်အစင်က တောက်ပြောင်ခြင်းမရှိအဲဂျိုရီများတော်လဲဥပဖြူမှာကြားချောင်ပြီးလွတ်နေသည်ခေါ်သူမရှိနေရာပေးသူမရှိ ဘဲစပွဲထိုင်ရမှန်းမသိရှောင်ရင် ရှောင်ရင်နဲ့ရှေးဘဲရောက်လာသည် ဟောဟိုမှာဆရာကြီးလာနေပြီသူတို့သမီးဖခင်ဦးမြမိုးကိုတိုင်းဆရာကြီးကို လာကြိုသည် လာဆရာကြီးဟိုရှေ့ကိုကြွဦးမြနိုးကဆရာကြီးလက်ကိုဆွဲခေါ်သွားသည် ခမထိပ်ပိုင်းတွင် မင်္ဂလာသရိုသားနှင့်သရိုသမီးထိုင်ရန်နေရာကိုစင်းမြင့်လေးပေါ်မှခုံတန်းကြီးများပန်းဆိုင်ဖလားများနှင့်လှပစွာပြင်ဆင်ထားသည်ဒီမှာထိုင်ပါဆရာကြီး တရေဆိုဖာကြီးတခုမှဥပဖြူထိုင်ရသည်อืมဒါဟာငါနဲ့တန်တဲ့နေရငါထိုင်ရတာပဲအဝတ်အစားပြောင်းလဲခြင်းမရှိတော့လဲဥပဖြူတင်ငယ်ခြင်းမရှိပေမင်္ဂလာအချိန်ကြတော့အခါမင်္ဂလာအခမ်းအနားမူဖိတ်ကြားချက်အရသရိုသားသရိုသမီးနှစ်ဖက်မိဘများလူပြိုရန်အပြိုရန်များနှင့်တကွမင်္ဂလာခမ်းမတဲ့တို့ဝင်လာကြသည် TY အဖွဲ့နှင့်အဆိုတော်တို့က အခါတော်ပေးတာကနှဲ့ရင်ငယ်ရွှေစားတခြင်းကိုတီးဆို ပေးသည်ခမ်းမထဲမှာမိများအားလုံးဖွင့်ပြီးထိန်လင်းသွားသည်အိုးကြီးကျယ်ခမ်းနားလိုက်တဲ့မင်္ဂလာဆောင်ကွာဟန်ကြလိုက်တာသူတို့သားသူတို့သမီးအနီးတို့ရောက်လာတော့အခါတေချာကြည့်နေမိသည်နေနဲ့လရွှေနဲ့မြဆိုတာဒါမျိုးပါပဲဗျာနေရောက်လုံးကဆရာဝန်တွေဂုံချင်းလဲညီပါသူတို့သားကလည်းလူကျော်ဒါပေမဲ့ငှားတဲ့ဘက်ကိုတော့မမီဘူး တပည့်ရဲ့အလကိုဥပဖြူဂုံယူနေမိသည်သောနှာခေါင်းရှုံလိုက်အကြောတွန်းလိုက် မျက်တောင်ခတ်လိုက်နဲ့အကြီးဟာဆိုးတဲ့ကောင်းမလေးအခုတော့ချောလိုက်လှလိုက်တာဗျာတကယ်ကို ကြက်တည်ရှိတဲ့အမျက်နာလေးအားလုံးပြည်လို့စားတောက်ကြတော့အခါသရိုးသားနဲ့သရိုးသမီးကဧည့်သည်များကို လိုက်နှုတ်ဆက်သည် ပထမအဆုံးနှုတ်ဆက်ဂါရဝပြုခံရသူကဆရာကြီးဥပဖြူသရိုးသမီးဤမျက်နာလေးမှာ ပကတိကြည်လင်အေးချမ်းလျက်တီတာပြောတဲ့ဆရာကြီးဥပဖြူလေး သူတို့သမီးကသူတို့သားကိုမိတ်ဆက်ပေးသည်ဆရာကြီးကိုတိတ်ကျေစုတင်ပါတယ်ဆရာကြီးကြောင့်ခုလိုချောလားလားလေးကိုကျွန်တော်ရတာသူတို့သားကလူသွက်သူတို့သမီးရှက်သွားဒီမှာပို့ပြီးချစ်စရာမဟုတ်ပါဘူးလူလေးရယ်ဆရာတပည့်ကသူ့ဘာသာသူလာတာပါမဟုတ်ဘူးဆရာကြီးတီတာကအားလုံးပြောပြတယ်သူငယ်ငယ်ကအကျော်ဆွဲတဲ့တငယ်နာယောဂရှိတယ်တဲ့ဆရာကြီးကပြောင်းအောင်ဖြောက်ပေးလို့အခုလိုကောင်းသွားတာတဲ့ အဲ့ဒီတုန်းကဆရာကြီးကိုတိတ်မုန်းတာပဲတဲ့ခုမှကျေးဇူးတင်နေတာဆရာကြီးသားအမုန်းခံပြီးပြုပြင်မပေးရင်မျက်ကြောဆွဲနေတဲ့မိန်းကလေးကိုကျွန်တော်သဘောကျမှာမဟုတ်ဘူးသူတို့သမီးကရှက်ပြုံးလေးဖြင့်သူတို့သားလက်မောင်းကိုဆွဲစိတ်လိုက်သည်ဆရာကြီးကမိဘများမှာတဟားဟားရီလိုက်ကြသည်ကင်မရာမီးအောင်များကတဖြက်ဖြက်ရိုက်လိုက်ကြသည်ဗီဒီယိုခမ်းမထဲမှာလူများဆရာကြီးနဲ့သူတို့သားသူတို့သမီးကိုလမ်းကြည့်ကြသည်ကဲရော့ သားနဲ့သမီးဆရာကြီးကိုလူရုပြိတ်သက်ရှိမှကြောကြသူတို့သားနဲ့သူတို့သမီးဆရာကြီးကိုကြောကြသည်တော့သူတို့အသေးအချာပြင်ဆင်ထားကြတာပါပဲလားဥပဖြူမျက်ရည်ရစ်ဝဲစွာ စုများပေးနေပါသည်ဆရာကြီးဤစေတနာအယောင်အလင်းတို့သည်ခမ်းမထဲမှစိမ့်ရွှေရတနာအယောင်များထက်ပုံမူတောက်ပြောင်လျက်လေရင်းသာစောချစ် ကျမဖက်ပြပေးတဲ့အမုန်းခံအလှဆိုတဲ့ဝတ္ထုတို့လေးကတော့ဤတယ်မဲပြီးဆုံးလို့သွားပါပြီရှင်။